အဲ့လိုပါတူတူနေတခြားနိုင်ငံတည်းပါတယ်ကမ္ဘောဒီးယားအကုံလာအိုအကုံပါတယ်ကွာအကုံပါတယ်ဆိုတော့အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ရဲ့ဘောမရက်ွက် channel ကနေပြန်လေးကြိုဆိုလိုက်ပါတယ်ခင်ဗျာနေ့စဉ်ထူးဆန်းတဲ့အပါအဝင်တည်င်းထူးတည်င်းကောင်းတည်င်းမှန်တွေတင်ဆက်ပေးသွားမှာမို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်ဂျေရှုသူအရောက်ရှင်းတဲ့အတိုင်းကိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျာအေးတော်ပုံအောင်ရမည်

ဒါတရားလေးလွတ်တာပေါ့ခဏလေးเนาะအာရမိတာဆိုများជីជីဆိုတော့အဲ့မှာမြန်မာမြန်မာနိုင်ငံတော့အလံရှုံတဲ့ကိစ္စလေးနည်းနည်းပြောပြစီနော်။ဟုတ်တယ်သူတို့တွေရတယ်တဲ့။အစားအစားဆိုတော့၆ကတိကပစ္စည်းကဝယ်ဝယ်မှာ။ငါတို့တီးရောင်းရင်တီးရောင်းရမှာပတ္တိကြီးက ဒါကကတရားလေးနဲ့ပတ်သက်ပြီးအလန်ရှုံတဲ့ကိစ္စရယ်ဒါကတော့ပွဲစားတဲ့ချိန်ပဲเนาะကမ္ဘောဒီးယားကမ္ဘောဒီးယားပြပါလေအရင်ပြပါလေပြန်ပါဆိုရုံလားဟဲ့ဘာလို့ပြောမမလို့ပြောပြားမိကလာဆိုတော့မမပြောချစ်တယ်ပြောဟုတ်လားမမပြောချစ်တယ်ဒီမှာအရင်အနေနဲ့ point နှစ်ခုပြောရမယ်ဆိုတော့ဒီနိုင်ငံမှာရောက်သွားတဲ့မြန်မာလူမျိုးတော်တော်များများမြန်မာစကားကိုမပြီးတော့ဘူး။ မြန်မာနိုင်ငံကိုမချစ်တတ်တော့ဘူးမြန်မာနိုင်ငံမှာဖြစ်နေတဲ့ဒုက္ခဒုက္ခတွေကိုသူတို့စိတ်မဝင်စားတော့ဘူးဒါကဝန်နေစရာကောင်းပါတယ်မြန်မာလူမျိုးတယောက်ကမိမိရဲ့မြန်မာနိုင်ငံကိုပြန်မချစ်တတ်တာကဝန်နေစရာကောင်းပါတယ်ဒီအတွက်လည်းအပြစ်တင်စရာအကြောင်းလည်းမရှိပါဘူးဆိုတော့အဲ့မှာအလန်တော်ကိစ္စနဲ့ပတ်သက်ပြီးတော့မှမြောက်အောင်နိုင်တို့ကအာပါလေအာရွေးကောက်ပွဲလုပ်နေတာဒေါ်လာတွေက marketing စီးပေးနေတာလားဆိုတော့ စကားတွေထွက်လာတဲ့ခါကျတော့အရိယအော်ပါတယ်။နော်မြောက်လိုက်နင်တို့ပဲဖြင်းကြတယ်ညတာငါတို့ကမညက်ဘူး။ဒါပေမဲ့နိုင်ငံတော်အလံမြန်မာနိုင်ငံတော်ရဲ့အလံမြန်မာနိုင်ငံမြန်မာနင်ဘယ်ကလာလာလဲလို့မေးငါငါလာတဲ့နေရာဖြေရမှာလေ။အိုင်မြန်မာဆိုတာဖြေရမှာလေ။ဒီပဲနိုင်ငံကလာလေသူတို့ကနိုင်ငံတကာသူတို့ရဲ့အလံတော်ကြီးတင်နေတဲ့အချိန်မှာငါငါနိုင်ငံတော်ရဲ့အလံကိုမတင်မဲနဲ့ငါရှမ်းလန်သွားတင်လို့လည်းမရဘူးလေ။တော့ရှမ်းပြည်ရှမ်းအလံသွားတင်ရအောင်ရှမ်းပြည်က အာတိတနိုင်ငံတော်တခုဖြစ်နေလို့လား ပြောတာလေတိတာလူဆိုတာလေမျက်လုံးဖွင့်ရတယ်เนาะမျက်လုံးဖွင့်ရတဲ့စကားအများကြီးပြောနေစရာမလိုပဲနဲ့အာကိုယ်နိုင်ငံကိုယ်လူမျိုးကို သူများတီးဖို့လိုနေတဲ့အချိန်မှာမြန်မာနိုင်ငံတော်အလံရှုံတော့ဘာဖြစ်လဲဘာဖြစ်လဲနော်ဒါဂျူဂျူတော်မလွှင့်လိုက်ရဘူးဒီနေ့ကဒါမလေးဖိတ်ကောက်မှာမြန်မာပြောချစ်တယ်အော်မြန်မာချစ်တယ်ရဲ့ဒါဒီကတော့မြန်မာတယောက် ဟယ်လိုမြန်မာကျွန်တော်မြန်မာနော်ကျွန်တော်အောင်လာဆဲပါလို့ဒီလိုအားလုံးရှိတယ်နော်ဒီလိုအားလုံးနမဟိမလာအားလည်းနေပြီနော်ကြပြပြပြလာလာလာနေလေနေလေအင်္ဂလာပါအာချိတ်ကနေလာဆက်ကြမယ်ဆက်ကြကြမယ်ဒီပါလာအဲ့လိုပါသူသူနေတခြားနိုင်ငံတည်းပါတယ်ကမ္ဘောဒီးယားအကုံလာအိုအကုံပါတယ်ကွာအကုံပါတယ်ဆိုတော့ တော်တော်အမရီကကိုဝတ်သွားတာရှင်ဝတ်ဆုံးရှင်ဝတ်ဆုံးဝတ်သွားတယ်ရောင်းတာကကြောက်မြင့်ရတနာရောင်းတယ်ဒီမှာအရင်ရဲ့ကြောက်မြင့်ရတနာဒီနေ့ရောင်းလဲပစ္စည်းလေးတွေဒါအကုန်လုံးတော်လိုင်းကြီးပစ္စည်းကြီးကြီးပဲနော်ဒါလေးတွေအရင်တော့ရောင်းလဲဒါလေးအကုန်လုံးကတော်လိုင်းကြီးပစ္စည်းစီပစ္စည်းပါပဲဘာလို့ဆို PNN တွေကိုပေးမဲ့အာပစ္စည်းတွေနဲ့ဒီနေ့အားလုံးအရင်300ကျော်ကျော်ဖို့ရောင်းရတယ်ဗောနော်ဒီအရင်ကဒါနဲ့ဖာလူလာနဲ့ရောင်းတော့ဗောဒါနဲ့ဖာလူလာနဲ့ရောင်းတဲ့ခါကျတော့ တော့ဖာလူဒါနဲ့ဆို400ကျော်ရောက်ရတယ်ပေါ့နော်အမှန်တကယ်ရောက်ရတော့900ကျော်600နီးပါးရောက်ရတယ်ကိုကအဲ့မန်တက်ကြီးတွေပါကြီးပြန်ပေးရတယ်ဆိုတော့မန်တက်ကြီးတွေပါကြီးတွေညာကြီးတွေအကုန်ပြန်ပေးရတယ်ဒါပေမဲ့အာသူသာမောင်မိသားစုကိုလည်း23ကလေးကဖန်ထားလာပြီးသားတိပိပိလာအာအဲ့ဒါနဲ့ဘာဖြစ်လဲဆိုတော့အဲ့မှာအရင်က သူတို့ကသူတို့ရဲ့နိုင်ငံတော်အလံတွေကိုရှုံပြီးတော့မှတွားတာပေါ့နော်ဘယ်နိုင်ငံဘယ်နိုင်ငံနိုင်ငံတွေအများကြီးပဲဒီ live ကလေးကလည်းတော်တော်လေးရှိရယ်အဲတနင်္ဂနွေမတူတဲ့ဟိုအင်္ဂါရောက်လိုက်ဖာဒူတာရောက်လိုက်ရှင်းကလေးတွေရှင်းခန့်နေရနော်ရှင်းခန့်နေရအွန်ဒီဒီယိုရာအမ် where you come from this is where you come from Papunyu. Papu New? Yeah, I see, I see, I see. Ah, uh, oh, Papunyu. Papunyu is a big country or small country? Not so big. Uh, eh? I like. Ireland. Ireland, Ireland country, Ah, so interesting. Yeah. I like your, your country. Yeah. Oh, my life. Ah! Oh. Uh, oh. oh. this one is for oh, like this. Oh, like that. Ah. Tida, tida. I go, I go. This one for the back. Oh, like that. Ah. Oh, like this. Island style. Island style. <laughs> I go, I. like. <laughs> ဆိုတော့ဒါဒီမှာပြောချင်တာကသူများကသူတို့နိုင်ငံကိုရောက်သွားရင်သူတို့နိုင်ငံရဲ့ထူရှားတဲ့ကိုဘယ်နိုင်ငံမဆိုကိုနိုင်ငံရဲ့ထူရှားတဲ့အရာလေးတွေကိုအာဟိုကြော်ညာတာပေါ့နော်ဒါငါနိုင်ငံတော့ဒါထူရှားတဲ့ငါနိုင်ငံကဒါထူရှားတဲ့ငါနိုင်ငံရဲ့အမတ်တစရတာဆိုတော့ငါလည်းငါတို့မြန်မာနိုင်ငံရဲ့အမတ်တစရကြောက်မြေရနာပဲကြွားစရာရှိရဲ့ဟုတ်ဘူးလားဆိုတော့ကြောက်မြေရနာငါတို့နိုင်ငံထွက်တာဆိုတော့အာရူဘီတွေဂျိတ်တွေ အာပါလိညာတွေပေါ့မင်းတို့နိုင်ငံတလောက်ရှမ်းတာလာတယ်ဘာဖြစ်လို့လဲတဲ့ငါတို့နိုင်ငံအာအဝူတက်ထိန်သွားလို့နော်အာဝူတက်ထိန်သွားလို့ဒီလိုပြဿနာကြီးတက်ရတာနော်ဆိုတော့ခဏလေးအာနဲ့မာရီနိုကအဲ့လိုကြွားတဲ့ခါကျတော့အဲ့ခုနကပြောတဲ့နိုင်ငံဆိုရင်အိုင်ယာလန်နိုင်ငံနဲ့တိလားအိုင်အိုင်ယာလန်တို့ကဒီလိုကျွန်းလေးတစ်ကျွန်းပဲပေါ့နော်အာကျွန်းလေးတစ်ကျွန်းပဲတဲ့ ဒါမဲ့ तू อ่ะသူ့နိုင်ငံကိုတီးဖို့တော့သူ့မှာလေသူတို့နိုင်ငံကိုဟိုဟိုအရေးပေးဖို့အတွက်သူတို့နိုင်ငံကိုတီးဖို့အတွက်ကို तू อ่ะဘာလုပ်လဲဆိုတော့နိုင်ငံတော်အလံရွရှုံပြီးပတ်တယ်ကိုယ်ကိုတည်ရပါလားကိုယ်ကိုပတ်တယ်တော့တကွင်းကိုယ်ကိုတစ်ချိန်လုံးသူပတ်တာဟိုဘယ်လိုပြောမလဲဟိုတော်တော်လေးချစ်ဖို့ကောင်းတယ်ဗောနော် तू သူ့ရဲ့နိုင်ငံကိုတီးဖို့အတွက်ကို तू စ조사တဲ့ခါကျတော့ကိုကလည်းကိုယ့်ရဲ့အနောက်မှာကိုယ့်ရဲ့နိုင်ငံအတွက်ချက်တဲ့လူတွေကလည်းမုံဟင်းကားချက်တယ် တယောက်ကဒန်ပေါက်ချက်တယ်အရင်ကဖာလူဒါလုတ်တယ်အဲ့လိုမျိုးကတော့ကိုယ့်ရဲ့နိုင်ငံကိုပြရှင်တဲ့အခါကျတော့ तू ရှင်းဝစ်ဆုံအရင်ကဝစ်ဆုံကရှင်းဝစ်ဆုံဝတ်ထားလားဒါပေမဲ့ तू အရင်လာအုတ်ထုတ်လေးစောက်လိုက်တော့ရှင်းဝစ်ဆုံမှမတိအာနိုင်ငံတော်တော်များများတော့ချစ်ဖို့ကောင်းတဲ့နိုင်ငံကြီးပါလေဟုတ်ရဲ့နော် thank you နော် hey be neighborhood hi နိုင်ငံအားလုံးအားလုံးကနေနိုင်ငံလေအများကြီးပဲနိုင်ငံတွေကအများကြီးပဲ ဆိုတော့တော်တော်မှာပြည်သားဆောင်မှုအင်ကစားလိုက်တော့အဲ့လိုမျိုးနိုင်ငံကအများကြီးကိုယ်နိုင်ငံသူ့နိုင်ငံနိုင်ငံတွေအများကြီးလာတဲ့ခါကျတော့ကျမနိုင်ငံကိုတီးဖို့အတွက်မြန်မာနိုင်ငံတော့အလံရှုံဖို့ပဲရှိရဲအဲ့မြန်မာနိုင်ငံတော့အလံရှုံမှကျမနိုင်ငံကအာကြအဲ့မှာကြဘာလုပ်လိုက်လဲဆိုတော့သူတို့ကိုသူ့နိုင်ငံကိုတီးဖို့ဟိုင်ကရောင်လိုက်ဖတ်ကြတယ်အဘဒီမှာနော်ခဏလေးပြမယ်နော်ဟုတ်ကဲ့ đi cầm lấy đi anh nghe nó lang ô nghe nó lang ô Maria à đi mà à đã có nghe nghe ô đi bộ đưa to là nó ok Thank you. ပါလျာငပိစားတွားလျာပြောစိစားရပြောနော်အဲ့လိုတော့အားနဲ့ဒီနိုင်ငံတော်အလံကိစ္စနဲ့ပတ်သက်ပြီးတော့မှဘာပြောလဲဆိုတော့မအကြီးကအခုလောလောဆယ်ရွေးကောက်ပွဲလုပ်နေတဲ့မြန်မာနိုင်ငံတော်ကိုအားပေးတာလားတဲ့ဆိုတော့ကျွန်တော်တို့မြန်မာလူမျိုးတွေအနေနဲ့နည်းနည်းလေးတီးဖို့လိုတာပေါ့နော်လက်ရှိအာတီပေါ်ကိုပြန်ပေးရတော့မယ်တီပေါ်ကိုပြန်ရတော့မယ်အာ PDF တရားလဲအရှိမအဆင်မပြေဘူး တော့စိုက်ပါးတွေစိုက်ပါးတွေစိုက်ပါးတွေစိုက်အမလေးစိုက်ဝါးတွေတုံးနေတာတုံးနေတာဘာလဲမန်းအောင်မသိဘူးအာ PDF တွေကအကြံဖတ်တဲ့ပုံရွာသားတွေကမောင်းထုတ်ပြီးအာဒါမာနာလုံနေကြစသိန်းဒါကိုကျမတို့ပါလို့တော်လေဘတ်တော်သားတွေကအဲ့ဒါကို share တာလေအဲ့ရောက် share ရုံနဲ့မကောက်ဘူးအရင်းလုံနေတဲ့ပွဲတော့မှကိုလူမျိုးသူတို့နိုင်ငံရဲ့လူမျိုးသူတို့လူမျိုးသူတို့ယဉ်ကျေးမှုအိုင်ယာလန်ဆိုတဲ့နိုင်ငံတသေးလေးရနေတာဥမာ လာပြီးသူတို့နိုင်ငံကိုကြော်ညာနေတဲ့အချိန်မှာမအရင်ကကိုယ့်နိုင်ငံကိုကိုမကြော်ညာလို့မရဘူးလားကိုယ့်နိုင်ငံကိုကိုကြော်ညာလို့မရဘူးလားဆိုတော့ကိုယ့်နိုင်ငံကိုကိုကြော်ညာလားဆိုတာကနိုင်ငံတော်အလဲရုပ်ချုပ်မှပဲရမှာပေါ့ကိုကရှမ်းလက်ကြီးတွားချုပ်ရအောင်လဲရှမ်းပြာဒီမိုကရေစီရပြီလားเนาะအဲ့လိုပဲရှင်းလက်တွားချုပ်လို့လဲမရဘူးဝိထားလားရှင်းဝိဆုံရှင်းဝိဆုံဆိုတော့တို့ကဒီဝိဆုံနဲ့ကိုဝိထားတဲ့လက်ဝိလက်စားတွေနဲ့ပတ်သက်ပြီးတို့စိတ်ဝင်စားတယ် စိတ်ဝင်စားတော့ခုနိုင်ငံကသူတို့ကသူတို့နိုင်ငံမှာအကြောင်ရုပ်ကလေးတွေခွေးရုပ်ကလေးတွေဟိုအရုပ်တွေဒီအရုပ်တွေပေါ့ကွာဘာရုပ်တွေညာရုပ်တွေတင်းနေအတော်တွေကခက်ရှိရှိပဲငါဘာသာကဘာဖြစ်ဖြစ်အဲ့ဒါလက်ဝဲလက်စိုက်တန်းစီတင်ထားလိုက်တာဟာလူတွေတိုးတာကြိတ်ကြိတ်တိုးပဲဘာဖြစ်လို့လဲဆိုတော့ကြားလို့နိုင်ငံမှာတကယ့်ကိုတွင်းထွက်ကြောက်ညစ်ရနာမျိုးစုံ ရှိပြီးတော့မှနိုင်ငံတကာရဲ့စိတ်ဝင်စားမှုအရန်ကိုရနိုင်တဲ့အခွင့်အလမ်းတွေအများကြီးရှိပါတယ် တို့တို့အရန်စိတ်ဝင်စားဆိုဒီနေ့ဆို after pay နဲ့ pay ရမှာလားဘလို့ pay ရမှာလဲဆိုဒီဟာတွေကိုတို့အရန်စိတ်ဝင်စားတယ် certificate တွေဆို iron show ထားတာအများကြီးပေါ့နော်ဆိုတော့ဒီနေ့ရဲ့ခွန်အားကိုပြောရလို့ရှိရင်အာငါတို့နိုင်ငံကိုတခြားကမ္ဘာပေါ်မှာပေါ့နော်ရှိရနိုင်ငံတွေနဲ့တူတူတန်းတူရည်တူငါတို့နိုင်ငံရှိကြအောင်ပြနိုင်တဲ့အတွက် number 1ဝန်တာတယ် ဆိုတော့အဲ့လိုဝမ်းတာတဲ့အချိန်မှာဒီနေရာမှာနိုင်ငံတကာနဲ့ရှင်ပြီးစကားပြောနေတဲ့အချိန်မှာကိုယ်နိုင်ငံကိုတီးဖို့အရေးကိုပဲအုံနောက်တည်းစဉ်းစားလားမြန်မာပြည်မှာဖြစ်နေတဲ့အရေးကိုခဏထားလိုက်အောင်ဆိုတော့ဒီပစ္စည်းတွေရောင်းတဲ့ဒီဒေါ်လာအေးပစ္စည်းတွေရောင်းတဲ့ဟာဒီအကုန်လုံးကလည်းမြန်မာပြည်ထဲကိုတပိတ်ဝင်အိတ်ဝင်ဒေါ်လာရင်းအလူဆိုတာတပိတ်ဝင်အိတ်ဝင်စီးတီးမောင်းတီးမြန်မာပြည်ထဲကိုပဲထိုးထဲတာ နော်ဆိုတော့ GRL ဆိုလို့ရှိရင်လေ NRD အဖွဲ့ကိုပေးတာ ਨੇ Arduino ရဲ့တိန်းတစ်ထောင်ကမ်ပိန်းမြေပြင်ပေါ်ကရဲဘော်ရဲဘက်တွေအတွက်ပဲအလုပ်လုပ်တာဆိုတော့ Darwin တကယ်ရဲ့အဓိက focus point ကဘာလဲလို့မေးလို့ရှိရင် Darwin ဒီမြန်မာပြည်ရဲ့ရဲဘော်ရဲဘက်တွေရဲ့အရှိမမမမမရက်နေတဲ့နော်ဒါဘယ်လိုပြောမလဲကိုယ့်ရဲ့အဖွဲ့တွေရဲ့ leadership ကောင်းပီတာဆိုတာတွားတဲ့နန်းပေါ်မှာရှိရယ်ဆိုတာကိုပြောချက်တာနံပါတ်1အရေးကြီးဆုံးက တို့ဒီနိုင်ငံတော် အလံဆိုတော့ကျမနိုင်ငံတော်သူများနိုင်ငံတကာနိုင်ငံတော်အလံကိုရှုံနေတဲ့အချိန်မှာဒေါ်အရွေကဘယ်နိုင်ငံတော်ရဲ့အလံကိုသွားရှုံရမှာလဲကျမရှစ်ရှစ်ပြောရရင်လေအကယ်လို့ရခိုင်နာယူရခိုင်ပြည်ရဲ့တီးတန့်ဖြစ်သွားရင်ကျမရခိုင်ဝတ်စုံဝတ်ပြီးတော့မှရခိုင်အလံကိုပါမထိုးပြီးတော့မှကျမရခိုင်လို့ပြောရင်တော့မှနိုင်ငံတကာတီးဖို့ဒေးချတယ်ဆိုတော့မြောက်လိုင်မကတိစင်ပေးတဲ့မြောက်လိုင်ကိုကျမရှီးထွက်အောင်ပုံလားသိလားဆိုတော့မြောက်လိုင်ကိုမကတိစင်ပေးတယ်ဟိုလူကိုမကတိစင်ပေးတယ်မြောက်လိုင်စင်ပေးတာလည်းမဟုတ်ဘူးတာတော်မှ နော်မရင်းရဲ့ပုံကိုမြင်အောင်လို့မြန်မာဆိုတာနဲ့ဒေါ်ဆန်းစုကြည်ပုံမြင်အောင်လို့တမင်ကိုလက်မောင်းအတူလေးဝတ်ပြီးတော့မှငါတို့ရဲ့ leader ဒီမှာမြန်မာရဲ့ leader you know အောင်ဆန်းစုကြည်လို့မေးရတယ်သိလားတဘောပေါက်လား you know မေးအောင်လိုက်ဆိုပြီးတော့မှမြန်မာအလိုင်းရဲ့နောက်မှာငါမေးအောင်လိုက်မကတိစင်ပြီးတာနတ်တစီအောင်မရှိဘူး okay ငါမြန်မာအလိုင်းကြီးကိတ်ပြီးတော့မှငါတို့ရဲ့ leader ကဒေါအောင်ဆန်းစုကြည်နော်စောက်ခွေးတွေအားထောင်ထဲထည့်ထားတယ်ဆိုတဲ့စကားလုံးကအနောက်မှာ တွဲရပါတယ်အဓိကကနိုင်ငံတကာနဲ့ရှင်တဲ့အခါကျရင်မြန်မာနိုင်ငံကိုလူသိဖို့လိုတယ်နံပါတ်1အရေးကြီးဆုံးကမြန်မာနိုင်ငံကိုလူသိပြီးတော့မှမြန်မာနိုင်ငံမှာဘသူအုပ်ချုပ်လဲဘီမကြီးအုပ်ချုပ်တယ်ဘသူလဲဆိုတာဒါပဲအခုလိုလို့ဆိုခွေးဆွဲထားလို့ထောင်ထဲရောက်နေတယ်ဆိုတော့အနောက်ဆက်တွေကလာရမှာပဲဆိုတော့ police officer ပဲမိမိ ministry officer ပဲမိမိဒီနေ့ဆို officer တွေအများကြီးလာတယ်ဓာတ်ပုံတွေလည်းတွဲရိတ်တယ်ခုမြန်မာပြည်ကိုလူသိဖို့အတွက်အရေးကြီးတဲ့အတွက်မြန်မာအလိုင်းရှုံရှုံပြီးသွားနေတဲ့အရေးကိုသူတို့တွေက အဲ့တော့တူတူနိုင်ငံကိုချစ်တဲ့လူတယောက်ဆိုပြီးတော့မှ respect ပေးရဒါကျင်နာမယ့်အရာထဲမှာပါတယ်ဆိုတော့တခါတလေကြာရေကျမတို့လူမျိုးတွေအရင်ပိတ်ပြီးတော့မှပိတ်ပိတ်ပိန်းနေတာတိတ်မကောင်းဘူးနော်ပိတ်ပိတ်ပိန်းနေတာတကယ်ကျမတို့လူမျိုးတွေကတခါလေကြာရင်ပိန်းပြီဆိုအရင်ကိုပိန်းပလိုက်တဲ့ကိစ္စကြီးကမကောင်းဘူးဆိုတော့ဘယ်သူပဲဖြစ်ဖြစ်မြန်မာဖြစ်ရတာရှက်စရာမကောင်းပါဘူးနောက်ကိုယ့်ရဲ့မြန်မာလူမျိုးတွေနိုင်ငံတကာမှာအခုလိုလာစုတဲ့ရှင်းလုံးလေးရှင်းခတ်ဖို့အတွက်ကိုတို့ကိုပေးရှင်းခတ်တဲ့ တကယ်မျိုးကောင်းတားကောင်းယတနာလေးတွေအများကြီးနိုင်ငံတကာမှာတွေ့ရတယ်ကျွန်တော်တို့မြန်မာလူမျိုးတွေကမခေဘူးမခေဘူးဆိုတဲ့အထင်မှာပါတယ်ဆိုတော့ကျွန်တော်တို့လူမျိုးတွေကိုကျွန်တော်တို့နိုင်ငံအလံနဲ့ကျွန်တော်တို့လူမျိုးတွေကိုတိဖို့ marketing စတဲ့အချိန်မှာကျွန်တော်တို့မြန်မာပြည်ရဲ့အရေးကိုခဏမေ့မိထားရတယ်ခဏမေ့မိထားရတယ်ဆိုတော့ဒီနေ့အဲ့ဒီလိုက်လွှင့်ပြပါတယ်အဲ့ဒီဈေးပွဲတော့ရောင်းနေတယ်လိုက်လွှင့်ပြတယ်ဈေးပွဲတော့ရောင်းနေတယ်ဘာကိုရောင်းနေလဲနော်မြန်မာပစ္စည်းတွေပဲရောင်းတာโอเค 张大爷比谁还洋呢？那？啊，哎，老牛，说了八百比比，呃，叫老牛的呀。 အတယောက်နဲ့တယောက်အာဘယ်လိုပြောမလဲပေါ့နော်အော်တွေ့တာနဲ့ကိုမြန်မာလူမျိုးရယ်လို့ဖြစ်သွားရင်မြန်မာစကားပြောတာနဲ့တူပျော်ကြတယ်အဲကျင့်တတ်ကြတယ်ဆိုတော့လူတွေထဲမှာပါတယ်ပေါ့နော်ဆိုတော့အိယာနဲ့ပတ်သက်ပြီးတော့မှဟိုဟာပေါ့အဲကြားလို့နိုင်ငံတော်အလံကိစ္စနဲ့ပတ်သက်ပြီးတော့မှကျွန်မအများကြီးစဉ်းစားမှုပါတယ် RD မြန်မာနိုင်ငံတော်လက်ရှိမြန်မာနိုင်ငံတော်အလတ်ကိုအရင်ကြိုက်ပါသလားလို့မင်းမကြိုက်ပါဘူး။ဒါအရင်ခေတ်တုန်းကအာဒီအော်တရင်နာခုနှစ်ရောက်ကို ကိုစားပြုတဲ့ဇပနန်နဲ့အလတ်ပေါ့နော်။အာအကျေဖြူခုနှစ်ခုတရင်နာခုနှစ်ခုအဲကိုစားပြုတဲ့အလတ်တော်အကျိတ်ဆုံးပါ။ဒါကတရင်နာတိုင်းလည်းကြိုက်ပါတယ်။အဲ့အလတ်တော်ရှိသလားလို့မင်းရှိပါတယ်။ရှိသလားလို့မင်းအရင်ပြလို့ရပါတယ်ရှိပါတယ်။ဘာလို့ဆိုလို့ရှိရင်ဒီတရင်နာ ခုနှစ်ယောက်ကိုခုနှစ်ဦးကိုဒီကျဲဖြူခုနှစ်လုံးပေါ့နော်ကျဲဖြူခုနှစ်လုံးအဲ့ဒါနဲ့ပတ်သက်ပြီးတော့မှအာအဲ့အလံအကျိတ်ဆုံးဆိုတဲ့အကြောင်းကိုဒီနေ့နည်းနည်းလေးအစပိုင်းမှာပြောပြရစေဆိုတော့ဒီရတဲ့ပတ်စံကိုကျမတို့ NLD ကိုကျမတို့အာအာဒါလူဒန်းပေးဖို့အတွက်ကျမတို့နာယကလူကြီးတွေကိုကျမအပ်ပါတယ်ဒီနေ့ပင်မလားဆိုရင်ပင်မမလည်းနေရပူလိုက်အေးလိုက်အခုညနေပိုင်းအေးတယ်နေရပူတာမှမီးကျွတ်တလို့ပူပါတယ်ဆိုတော့အရင် ဟိုရောင်းကတလားလို့ပြောလို့ရှိရင်အများဆုံးရောင်းရတာလည်းရှိရဲအာလာပြီးရောစိတ်ဝင်စားလို့ကြည်တာကြီးလည်းရှိရဲပေါ့နော်ဒါပေမဲ့ကံကလူနိုင်ငံကခေတူမဟုတ်ပါဘူးကိုယ်နိုင်ငံမှာတရားစရာပစ္စည်းเนาะဒီလိုမျိုး အများကြီးချိန်တဲ့တရားစရာပစ္စည်းအများကြီးရှိပါတယ်ဆိုတာလေးကိုအာကျောင်းလူနေနေလေးပြောလို့ရတယ်ငါရှမ်းမလေးရှမ်းစကားဝဲမှာပေါ့အဲ့ဒါနေပါဖြစ်လေငါရှမ်းမလေးနေမသိဘူးလားเนาะငါတို့တောင်ကြီးသူတွေစကားစကားပြီးရဲ့လူဘသူရှိလို့လဲ တောင်ကြီးသူပြည်ရဲဆိုတာမရှိဘူးငါတို့တောင်ကြီးလေးတန်းတောင်ကြီးလေးတန်းမယ်နော်တောင်ကြီးလေးတန်းလူတွေကအတူလှုပ်လို့လည်းမရအောင်အစ်လှုပ်လို့လည်းမရအောင်ဒါတော့ငါနေငယ်ချမနေတာကြာလို့တောင်ကြီးလေးတန်းတလောက်ပြောက်တာငါတို့မိတာဆိုလို့ဆိုတောင်ကြီးလေးတန်းမှာဝဲမဝဲနော်ဘလို့မှလည်းပြင်လို့လည်းမရအောင်ပြင်ပြင်ပြင်ဖို့လည်းမစင်စားဘူးလေးတန်းဝဲလို့စကားမပြီလို့ပြောလဲငါတို့စိတ်မဆိုးဘူးအင်္ဂလိပ်စကားလည်းပြီးစရာမလိုဘူးနေငယ်တကာမှာငါအခုနေငယ်တကာသွားနေငါငါဈေးရောက်နေငါအင်္ဂလိပ်ကိုသူတို့နားလဲတယ်သူတို့အင်္ဂလိပ်ကိုငါနားလဲတယ် communication အတွက်ငါအတွက် very easy ပဲ နော်ဆိုတော့တေးဥလူမျိုးနဲ့ပြောမလားနော်အင်္ဂလိပ်လူမျိုးနဲ့ပြောမလားနဲ့ကဘာကြီးတုံးတာ first language ကအာ english okay english ဆိုတာဘယ်လိုအင်္ဂလိပ်ပဲလားလား european english ပဲလားလားဘယ်ဟာအင်္ဂလိပ်ပဲလားလား eat ဆို eating ဆို eating ပဲတုံးပါပဲဘယ်အင်္ဂလိပ်ပဲလားလားပေါ့နော်ဆိုတော့သူတို့ကငါ့စကားကိုနားလေလားဆိုနားလေတယ်ငါဘိုးတယ်ထွက်နေစရာမလိုငါမြန်မာပြည်ကလာတာပဲပုတ်ပဲပုတ်စားပြီးကြီးတာဆိုတော့ပဲပုတ်တံပဲထွက်မှာအဲကျတော့ပဲပုတ်တံထွက်တာကိုရှက်စရာအကြောင်းမရှိဘူးကိုပမာဆိုတာလည်းရှက်စရာအကြောင်းမရှိဘူး နောက်လာမှဒီလိုကို leader ကိုလေးစားတဲ့ leader ကိုရဲ့ဒေါ်အောင်ဆဆုကြည်ပုံယူထိုးပြီးတော့မှရင်ကော့ပြီးသွားရဲဆိုတာလေငါအတွက်က no problem အဲ့ကျွန်တော်နင်တို့ပြောရလို့ရှိရင်အာအရင်ကအရင်ပဲဘာဖြစ်လို့လဲဆိုနင်တို့လိုမျိုးဟိုလိုချွတ်တူရှက်တန်းငါလူမျိုးတိသွားမှမလို့ငါဝိဆုံမရောက်မော်ကော်ပြီးမဝိရဲတာတို့เนาะအဲ့လိုမျိုးမရှိဘူးတခါမှမရှိဘူးငါကလေငါမြန်မာဆိုတော့လေတိရှင်လုံးလို့အဲ့လိုဆလူးကိုထပေးတာဖြစ် ငါမြန်မာပါငါမြန်မာပါဆိုသိစေချင်လို့ဆလူကိုထပြီးရဲ့တယ်မှာငါပါတယ်เนาะပြောဟဲနားလဲမှာမဟုတ်ဘူးဟုတ်တယ်เนาะအားကြောက်တော့မာရီနိုဒီနေအာဈေးပွဲတော်မှာရခဲ့တဲ့ငွေသားပေါ့เนาะအမြတ်ကြီးကြီးပဲအကုန်လုံးအပီးစီးပေါ့เนาะ၄00ကျော်ကျော်ရပါတယ်ကျမတက်ဆိုင်တဲ့ကျမလည်းတူတူသွားတဲ့လူကြီးလေးကိုတစ်ခါလဲပေးပါတယ်အာရီကပင်ပန်းလားဆိုမနေ့ကရှက်ကြပြုတ်ကြဆိုတော့ပင်ပန်းပါတယ်မနေ့စော်ကြီးထားတာလဲပင်ပန်းပါတယ် အရင်ပွဲကနေနည်းနည်းစောစောလေးပြက်လာလိုက်တယ်ဘာဖြစ်လို့လဲဆိုအရင်အန်လို့အန်တာဆိုတာဘယ်လိုပြောမလဲဆိုဇော်နဲ့အလုတ်လုတ်ရှင်တဲ့ဇော်နဲ့နောက်ပြီးတော့မှကိုယ်ကြွားမယ်ကိစ္စတွေအများကြီးနေနဲ့ကိုယ်နိုင်ငံကိုလူတီးဖို့အတွက်နေပူပူတဲမှာနိုင်ငံတော်အလိုက်ရှုံပြီး ရှောက်တော့ကိုနိုင်ငံတော်အလံပေါ့နော်ငါတို့မုံဟင်ခါအရန်ကောင်းတဲ့အမန်တော်အရင်ကိုတည်းကမုံဟင်ခါမကြိုက်ပါဘူးနော်ကိုကရှမ်းမဆိုတော့ထုပ်ပွင့်တွေနဲ့ချောင်းောက်ဆိုလေတော့ဘေယာမနင်းနေတက်တက်မကြိုက်ဘူးပေါ့နော်ဒါပေမဲ့ကိုနိုင်ငံနဲ့ရှင်လာတဲ့ခါကျတော့ကိုကြိုက်တာတဲ့ကိုနိုင်ငံကိုလူတီးဖို့လိုတယ်ပေါ့နော် မုံဟင်ခါဆိုတာငါတို့ရဲ့ favorite အစားအစာတိတ်ကောင်းတယ်ပေါ့အာသူတို့လိုက်ပြီးတော့ marketing ဆင်းရတယ်မုံဟင်ခါတွေရောင်းနေတယ်ငါတို့ဒေါ်လာ30နဲ့ ချပေးမယ်လာယူပေါ့နော်ဒံပေါက်တွေရောင်းနေတယ်ဖာလူတာတွေရောင်းနေတယ်လိတ်ခေါ်တယ်အဲ့နိုင်ငံတော်အလိုက်ရှုံပြီးတော့မှလိတ်ခေါ်ပြီးတယ်အဲ့အပြင်ကိုဒီလိုမျိုးဟိုလူကြီးတွေလာတဲ့အခါပေါ့နော်ဒီလိုမျိုး MP တို့ဘာလို့တို့ဒီနိုင်ငံရဲ့ကနေကရလူကြီးတွေလာတဲ့ခါကျတော့လေဓာတ်ပေါက်တွဲရိုက်ဖို့ဆိုကိုယ့်ကိုပဲအရင်ဆုံးခေါ်တယ်ဘာဖြစ်လို့လဲဆိုတော့ကိုယ့်ကိုဘာလို့အရင်အရင်ဆုံးခေါ်တယ်လဲဆိုကိုယ့်ရဲ့ traditional dress ပေါ့နော်ဒါမှဒီနေ့ဝတ်တော်တဲ့ရှင်ဝတ်စုံလေးရလေဟိုလူကြားတူကြားတဲ့မှာတတော့ကိုမျက်နှာပန်းလာတဲ့ဝတ်စုံပေါ့နော် အမန်ဒီနီယာအရင်ကအောက်ရှင်ရဲ့အကလေးကိုကမလို့အောက်ရှင်ရဲ့အကကိုကမလို့ကြိုးကြိုးစားစားဆိုက်ထားတယ်အဲအရင်နဲ့တွဲကမဲ့ရှင်းကောင်လေးလေးကကောင်လေးလေးနဲ့တွဲကအရင်နဲ့တွဲကမဲ့ရှင်းကောင်လေးရလည်းမလာဘူးအရင်ကိုတည်းကလည်းမူဘီအန်နေတယ်တော်တော်ယူအန်နေရှင်းကောင်လေးကသူဒီကားဒီဒီပွဲလာတဲ့ကားလမ်းကျောပေါ်မှာ traffic မှာပြဿနာတက်လို့ဆိုရောသူ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 မလာနိုင်ဘူးပေါ့နော်ဒီအောက်ရှင်အကအောက်ရှင်ရဲ့အကက ဒါရှင်းလူမျိုးရဲ့ကနေကရအကဖြစ်တဲ့အတွက်ကြောင့်မလို့သူကဆရာဖြစ်တဲ့သူကအရင်ပြန်တင်မိတာဖြစ်တဲ့အတွက်ကြောင့်မလို့သူပါမှကလို့ရမှာ၄ရောက်တွဲကတာဒီအောက်ရှင်ရဲ့အကအမှန်တော့ဒီနေ့အောက်ရှင်ရဲ့အကကရင်တော့ဒီပွဲကတော်တော်လာပြီ။အာမြန်မာလူမျိုးဆိုတာဒါပါလားဆိုတာအာကိုအကိုယိုရနဲ့ကိုပြမနော်မြန်မာထဲမှာလာမှာငါဝတ်ထားတာရှင်းငါသူဝတ်ထားတာရှမ်းအဲ့လိုမျိုးပေါ့နော်။ကိုရဲ့ယဉ်ကျေးမှုကိုကိုပြရှင်တာပါ။နံပါတ်1အရေးကြီးဆုံးချက်ကလေးကိုပြောပြီးသွားပြီနော်။ နံပါတ်1ကျတော့ဒီနေ့တွားရောင်းတဲ့ပစ္စည်းတွေကဒါတော်လည်ကြီးပစ္စည်းတွေပါဒီထဲကရောင်းရတဲ့ပစ္စည်းတွေအကုန်လုံးကနိုင်ငံခြားသားတွေပဲဝယ်တာပါဗမာလူမျိုးတွေဝယ်တာမဟုတ်ပါဘူးဆိုတော့နိုင်ငံခြားသားတွေဝယ်တဲ့ပတ်စံကိုမြန်မာပြည်ကိုတပိတ်ဝင်အိတ်ဝင်တစ်ချက်မကျန်တစ်ချက်တမတ်လေးတော့မကွာစေရဘူးလူကြီးတို့ခါလိုက်အလိုက်တာဖြစ်တဲ့အတွက်ကြောင့်လို့အချိန်တိုင်းအာနာရီကနေမှအာယာဖက်မလီကနေမှဘလောက်အပ်ပါလဲဆိုပြီးသူတို့အဲ issue ထုတ်ပေးလာပါလိုက်မယ်။တော့ဒါ issue ထုတ်ပေးလာပါလိုက်မယ်။ဒါကတော့မြေပြင်ကို အာဖိနေပေါ့နော်ဒီမိဖုရားရေဖို့တွေလည်းအာရှိရဲ့စကတ်လုံးမျိုးတွေနဲ့အာရှိမဲ့အရာလေးတွေကိုအရင်ဒီနေ့လာပြောပေးတာပါဆိုတော့ဒီနေ့မှာမရင်အာပန်တေးပေါ့နော်ဒီမှာကျတော့ instrument နဲ့ပစ္စည်းဝယ်တဲ့ကိစ္စတွေကအရန်ရှိရဲ့ကကျတော့ instrument နဲ့ဝယ်ထားတဲ့ပစ္စည်းတွေကိုအရင်ထုတ်ပြပြီးတော့မှကြံတဲ့ဟာတွေကြံနေတဲ့ပစ္စည်းလေးတွေကိုနည်းနည်း intro ဝင်ပေးမယ်ပေါ့နော်ဒါမမအိုင်ရင်တို့ရဲ့နိုင်ငံတော်အတွက်ပေါ့နော်မြန်မာနိုင်ငံမှာရှိရဲ့ အာကိုရက်တီလိုက်တဲ့အဖွဲပေါ့နော်ကိုရက်တီလိုက်တဲ့အဖွဲအတွက်တော့အာမရင်အတွက်ကတော့အဆုံးတက်တိတ်ပွဲဆိုရဲတိမ့်မယ်အပြောနဲ့အလုံးညီအောင်ဒီညီမမှာအာဒီကလေးရှိနေတယ်အရင်ရှိနေရပြီမှာပဲဘာဖြစ်လို့လဲဆိုတော့တို့အတွက်အာဘာပဲပြောပြောပေါ့နော်ခုနဗံမောအာအခုနလားအရင်တက်ခဏလေးမှာဗံမောဘဒူကရပြီပါညာချက်လကကွာစီပါစီပေါ့နော်ဘဒူပါရတယ်နေမြရသွားပြီလေကျမတို့အဲ့နေမြကိုတိတ်ပြီးတော့မှ ဟိုဆိုးပိုးနိုင်တဲ့ကိစ္စမရှိပါဘူးအစတော့ဒီနေရာမှာ RND နေပြက်ပြက်တတပြောရရင်လက်၃၆တူတူထောင်ပြီးတော်ထဲရောက်သွားတဲ့ကလေးတွေအတွက်เนาะဒီမတီးဆုံးတင့်မယ်မတီးဆုံးရအောင်မကြဆုံးတင့်ပဲမကြဆုံးရအောင်အောင်ပွဲကိုလည်းเนาะဘလိုနီးနဲ့ပဲရရအစဉ်ပြေပြေနဲ့ပြီးစီးသွားအောင်ဆိုရဲလမ်းကြောပေါ်ကိုတက်နေပါလေဆိုတဲ့အကြောင်းလေးကိုတော့အတိပေးပြစီဆိုတော့ဘလိုနီးနဲ့ပဲလို့ပြောပြောဆိုတာက ဒါအထက်ထဲမှာကျမတို့ရဲ့ leader ကြီးနဲ့တူတူเนาะ leader ရဲ့ခေါင်းဆောင်တွေရဲ့အတန်တွေကိုကျမနားထောင်ပါတယ်ဒါကြောင့်မို့တခါလေကြလို့ရှိရင်တို့ကရှမ်းမရှမ်းမလို့ပြောတဲ့ခါကြလို့ရှိရင်ကျမကျမရှမ်းလူမျိုးကိုလည်းကျမအာအာဟိုမပါတဲ့အတွက်ကြောင့်မို့ကျမကောတာကြီးလည်းရှိပါတယ်ဆိုတော့ကျမရှမ်းလူမျိုးမပါတာကဒီရှမ်းကိုစားမပြူတဲ့ RCSS SSA တို့ကတော့ကျမတို့ရှမ်းလူမျိုးကိုစားပြူလာမဟုတ်ပါဘူး။ဒါမဲ့ဒီအလူငွေနေရာမှာရှမ်းလူမျိုးတွေတော်တော်များများ အာဒီကျမကျမရဲ့ရှမ်းပြည်ရလူတွေအကြောင်းကျမအကောင်းကောင်းသိတယ်ပအိုးပေါ့။နော်ပအိုးဒီဥခန့်တီတို့ပအိုးလေဒီပီယန်နန်တို့ပီယန်နိုကမပါဘူး။ပီယန်နိုမပါဘူး။ RCSS မပါဘူး။ SSPP မပါဘူး။ဒီရှာဖွဲ့စည်းရေမပါဘူး။ရှာလက်နဲ့ကြိမ်ဖွဲ့စည်းရေမပါလို့ကျမတို့တွေ SP အောက်ကြတယ်။ဆိုတော့မပါရင်ပါလာအောင်ပြောရမယ့်တာဝန်ရှင်တို့ကျမတို့တာဝန်လေ။ဆိုတော့မပါအောင်ပါလာအောင်မပြောဘဲနဲ့ပါလာတဲ့ဒီရှမ်းမယူလာစော်နေတာအဲ့ဒါရှင်တို့ရဲ့တော်လည်ကြီးကလို့လားနိမ့်ရှမ်းမပါလို့လားဆိုတော့ ပါချင်စရာကောင်းနင်တို့နေလို့လားလို့ပြောရင် မနာနဲ့လေအဲ့ခါကျရင်မနာနဲ့ဒါအိုလူဆိုတာကတစ်ချက်ရိတ်လဲခံမယ်နှစ်ချက်ရိတ်လဲခံမယ်ဆိုဘယ်သူမှမခံဘူးဆိုတော့နိရှမ်းမရှမ်းမနိရှမ်းမနိရှမ်းမနိရှမ်းပြာပါလို့လားလို့တခါတလောက်လောက်ပေးနေတဲ့ကြားတွေကတလောက်ကြီးတော်လေရေထဲမှာအိတ်တွန်ဖာမောက်ဘဝတွေပြက်ဒုက္ခတွေရောက်ပြီးတော့မှเนาะဒီလောက်မိတကွဲပြတကယ်အခုတတိမိပါကျမအမေဆိုဆေးရုံဆင်းလိုက်ပြန်လာလိုက်ဆေးရုံဆေးကို့အမေဆေးရုံတက်နေကြတော့မှမေးဖို့မရပဲလေ နော်မြေပြင်မရဲဘော်ဒီစစ်ရုံတက်နေလို့ပါဆိုထပင်းပေးတဲ့ဒေါ်ရီတို့လူမျိုးတော်မှနိရှမ်းပါလို့လားရှမ်းမနိရှမ်းပါလို့လားဆိုတော့အေကွာမပါဘူးမပါအောင်နင်တို့လောက်တာလို့ပြောတဲ့ခါကျတော့မြေပြရဲဘော်တွေကတော်တော်အားပြတ်တယ်တော်တော်လေးတို့တို့စိတ်ပြတ်တယ်ပေါ့နော်တော်တော်လေးတို့တို့စိတ်တက်ကြတယ်စိတ်ပြတ်တယ်ဘာလို့လဲလို့ပြောတော့ဘာလို့စိတ်တက်ကြတာလဲဆိုအာမရီစိတ်ဆိုးလဲဆိုးလောက်ပါတယ်ပေါ့နော်အဲ့တော့ကူပေးနေတယ်လောင်ပေးနေတယ်ကလေးတွေတောင်းလာပြီဆိုရင်ဟဲ့ဘယ်လောက်ရှိလဲကျမလည်းငွေမကိန်းတော့ငွေကိန်းလည်းလက်မေးတယ် တိန်20ရှိရင်20ရှိပေးလိုက်ပါဟဲ့မြပြီးပေးလိုက်တိန်30ရှိရင်ပေးလိုက်ပါအရင်တော့လည်းတပတ်မှတစ်ခါပတ်စံရဖို့အတွက်ကိုအာယာ family ကိုပတ်စံရပေးတဲ့လူကအရင်မဲ့ရှိရယ်ဆိုတော့အာယာ family ကနာယကတွေကလည်းဒီလိုပွဲတွေပါကြီးတွားလိုက်ပြီးဆိုအာယာကလည်းပတ်စံအဖွဲအာယာကနေလူလာဆိုတော့ဂုံပုတ်ကိုအာယာကလည်းလို့ရှင်တယ်အဲ့လိုပဲ NLD ကလည်းအာအမရင်းလာရင်အားကျုံးမှန်တဲ့လူတက်တယ်ပေါ့နော်မရင်းကြတော့20 30ပြက်ပြက်ပြီးတော့မှလူတက်တယ်ဆိုတော့ဒီဘက်ကလည်းသူတို့ကလည်း အဲပတ်စံလို့ရှင်တယ်အဲ့လိုမျိုးပတ်စံပဲကြည်ကြတယ်ဒါပေမဲ့ပြောလာတဲ့စကလုံးတွေကြတော့ဝေမကဘူးဟုတ်တော့လေဟုတ်တယ်ရှာရမပါဘူးဆိုတော့အရင်ကဒီလိုမျိုးအဲ့တိုင်းရင်းသားတွေကိစ္စကိုပြောလိုက်တဲ့အခါကျတော့အရင်ရဲ့နာယကလူကြီးနဲ့အရင်ကစကားများရောအဲ့ဆိုသူကဗမာနိုင်ငံကြီးဒီမှာအစ်စ်ကြီးနော်အင်္ဂလူလာဦးလို့ပြောလိုက်ရင်တမိုင်းခွင်မှာလူတွေမသိရလို့မရှိဘူးဆိုတော့ဗမာနိုင်ငံကြီးဒီမှာအစ်စ်ကြီးသူက leader အာယာမိလာဆိုရဲ leader ဒီမှာတူပါတယ်